2025-2026ဘဏ္ဍာနှစ်မှာစီးပွားရေးဖွံ့ဖြိုးတိုးတက်မှုနှုန်း300ခန့်ရရှိဖို့မျှော်မှန်းထားကြောင်းနာဆကဥက္ကဋ္ဌဗိုလ်ချုပ်မှုကြီးမင်းအောင်လိုင်ကပြောလာပါတယ်။မတ်လ24ရက်နေ့ကပြုလုပ်ခဲ့တဲ့ဗဏ္ဍာရေးဆိုင်ရာကော်မရှင်အစည်းအဝေးမှာဥက္ကဋ္ဌအဖြစ်တာဝန်ယူထားတဲ့၎င်းကထပ်ပါအတိုင်းပြောကြားခဲ့တာပါ။တမျိုးသားလုံးရဲ့ပြည်ရင်းအတင်ထုတ်လုပ်မှုနဲ့ဝန်ဆောင်မှုတန်ဖိုး GDP ကိုလည်းကျပ်3,9498ဘီလီယံရရှိဖို့မျှော်မှန်းထားတယ်လို့ဆိုပါတယ် နိုင်ငံတော်ရဲ့မက်ခရိုစီးပွားရေးအခြေအနေတည်ငြိမ်ဖို့နဲ့ရေရှည်စီးပွားရေးဖွံ့ဖြိုးတိုးတက်မှုရရှိစေရေးလူငွေနဲ့ GDP အချို့ကိုတင်းတင်းနဲ့ပမာဏအတွင်းထိမ့်သိမ်းဆောင်ရွက်ရမယ်လို့လည်းနတ်ဆက်ကဥက္ကဋ္ဌကပြောကြားထားပါတယ်။လက်ရှိမှာနိုင်ငံပဏ္ဏငွေတွေကိုပြည်ထရေးကာကွယ်ရေး၊ကျန်းမာရေးနဲ့ပညာရေးကဏ္ဍတွေမှာအသုံးစရိတ်တွေတိုးမြှင့်ပေးလျက်ရှိပြီးဒီလိုတိုးမြှင့်ပေးရခြင်းဟာနိုင်ငံတော်တည်ဆောက်ရေးအတွက်ဆောင်ရွက်ပေးခြင်းဖြစ်တယ်လို့ဆိုပါတယ်။ လျှက်စစ်တာထုတ်လုပ်ရေးနဲ့ပတ်သက်ရင်လည်းနိုင်ငံအတွက်လိုအပ်တဲ့ဓာတ်ထုတ်လုပ်ရေးစီမံကိန်းတွေရေးဆွဲအကောင့်ထဲပေါ်နေပြီးအကြောင်းအမျိုးမျိုးကြောင့်ရပ်တန့်ထားရတဲ့တိဆောက်ဆက်စီမံကိန်းတွေကို ပြန်လည်စတင်နိုင်ရေးကြိုးပမ်းဆောင်ရွက်နေတယ်လို့ပြောကြားထားကြောင်းပါခင်ဗျာ thank you